Yo what's up gay ဒီနေ့မှာတော့အားလုံးပဲကျွန်တော်လာမင်းနေကြတယ်ဂျိုနိုရဲ့ GE ရာနဲ့ Gabby ရဲ့ software ဝါ Go ပြီးအောင်ချရင်ဘယ်သူနိုင်မလဲဆိုတာရှင်းပြပေးပါမယ် GE ရာရဲ့ ability တွေကိုတော့တီးပြီးသွားတော့ပြီးထင်ပါတယ်တီးပြီးသွားတဲ့ခဏတောင်ရှာမရှိနဲ့ GE ရာရဲ့ပထမဆုံး ability ကတော့ return to zero တနည်းအားဖြင့် RD0 လို့လည်းခေါ်ပါတယ်ဘလို့လောက်လောက်လဲဆိုတော့ဂျိုနိုကိုမကောင်းကြံဘူးဒါမှမဟုတ်ထိခိုက်အောင်လုပ်ဖို့ကြံရင်အဲ့လူရဲ့ movement တွေကမူလအတိုင်းပြန်ဖြစ်သွားမှာဖြစ်ပါတယ်ဆိုလိုချင်တာကသူ့ကိုစိတ်နဲ့တော့ပြန်မလို့မရပါဘူး ဘယ်လိုလုပ်လို့ damage ကိုမထိနိုင်တာပါနောက်တစ်ခုကတော့ depth loop ပါဘလူဂျိုနိုရဲ့လက်သီးချက်တွေနဲ့ထိုးမိရဲ့ဘာလို့မဆိုသေးခြင်းတွေအတခုတည်းသာရှိတယ် timeline တွေကိုအပိုခံရမှာပါဆိုတော့ခံရတဲ့သူက Pucci Universe ကို reset လုပ်လိုက်ရင်တော့မှ तू ကဆက်ပြီးတည်နေရုံမှာပါ Diablo လေးသနာပါတယ်ကွာ Okay software ကို go ပြီးရော software အကြောင်းအသေးစိတ်ကိုတော့ကျွန်တော်တင်ပေးထားပါတယ်သိချင်ရင်တွက်ကြည့်လိုက်ပါ video တွက်မကြည့်ခင်ကျွန်တော်အရင်ဆုံးပြောချင်တာကအရင်တင်ထားတဲ့ software က go ပြီးရော video မှာကျွန်တော်တခုပြောတာလွဲသွားတယ်နည်းနည်းလေးပဲလွဲသွားတာပါ အဲ့ဒါကတော့ Sovereign Go Beyond ရဲ့ Explosive Spin ကတကယ်တော့အယမ်းမြန်တဲ့ရှိန်နဲ့လဲပတ်နေလို့ reality ကိုကျော်လွန်သွားတာမဟုတ်ဘဲနဲ့ reality ကိုကျော်လွန်နေလို့အယမ်းမြန်တဲ့ရှိန်နဲ့လဲပတ်နေတာဖြစ်ပါတယ်။ကျွန်တော်ပြောတာနားလည်လား။ We do not care. ဆိုလိုချင်တဲ့သဘောက Sovereign Way ပူပေါင်းနေရ reality ရဲ့အကျော်လွန်ရောက်သွားတဲ့အတွက် reality ထဲမှာရှိတဲ့ bare phenomenon မဆိုဘဲရအောင်မဆို Go Beyond နိုင်ပါတယ်။ reality ထဲမှာ time လို့ space လို့ dimension လို့ ရှောင်လွဲလို့မရပါဘူးဆိုတော့ fade တို့ clarity တို့တောင်မှ reality ထဲမှာပဲစီးဆင်းနေတာပါဆိုလိုချင်တာက software ဝဲပူပေါင်းတွေက DO ချိန်ရထားလဲတွားနိုင်တယ် king chris ဆို time scale လို့လဲဘာမှဖြစ်မှာမဟုတ်ဘူး funny blood တိုင်းရဲ့ line တွေကလဲတားနိုင်မှာမဟုတ်တလို့ one of view ရဲ့ clarity တောင်မှ effect မဖြစ်ပါဘူးဆိုတော့ GEA ရဲ့ RTC က reality အတွင်းပိုင်းမှာပဲတက်ရောက်နိုင်တာမို့လို့ဂျူစုခဲ့ရဲ့ပူပေါင်းတွေကတော့ဂျူရိုနိုကို damage ထိစေနိုင်မှာပါပြီးတော့ပူပေါင်းတွေကို stand user ဖြစ်တဲ့ဂျူစုခဲ့တော်မှမမြင်ရပါဘူးဒါပေမဲ့ဂျူစုခဲ့ကတော့ခံစားနိုင်ပါတယ်ဆိုတော့ ူပေါင်းတွေကိုမမြင်ရတဲ့အတွက်ရှမ်းမိုးကတော့ခတ်သွားပါပြီပြီးတော့ဘူပေါင်းတွေကိုလက်ညိုးကပဲပြစ်လို့ရတာမဟုတ်ဘဲနဲ့မွေးရပါအမှတ်ကပါပြစ်လို့ရပါတယ်အကယ်၍လက်ညိုးကပြင်းရင်တောင်မှဂျီရိုနိုကဟာဒီကောင်တစ်ခုပြစ်လိုက်ပြီဆိုပြီးတော့ရှောင်ကြီးရှောင်လို့ရပါသေးတယ်ဒါပေမဲ့မွေးရပါအမှတ်ကပြင်းရင်တော့ပြစ်လို့ပြင်မှန်းတော့တိမှာမဟုတ်ပါဘူးဘာပြစ်လို့လဲဆိုတော့မတက်ရက်နေရင်းနေတာမှပြစ်လို့ရလို့ပါပြီးတော့ဘူပေါင်းတွေကဘယ်ရအောင်မဆိုဖောက်ထွင်းနိုင်ပါသေးတယ်ဆိုတော့ပါ4ကဂျိုဆူကဲလိုမျိုး ကြည်တန်တွေကိုကာသလိုရန်ထိုးပြီးကာလို့လည်းမရပါဘူး။ထိဖို့လောက်တာနဲ့ခန္ဓာကိုယ်ထဲဖောက်ဝင်ပြီးတော့အတွင်းပိုင်းဒဏ်ရာရအောင်လုပ်မလားအပြင်ပိုင်းဒဏ်ရာရအောင်လုပ်မလားဆိုတာကိုကြိုးစုခဲ့ရကြိုက်သလိုဆုံးဖြတ်နိုင်ပါတယ်။ဆိုတော့ basically ရဆိုရင် software work ကိုပြင်ရနိုင်ပါတယ်။